တောင်ကိုရီးယားတရားရုံးကသမရဟောင်းယွန်းဆော့ယွန်းကိုဖမ်းဝရမ်းထုတ်ဖို့ဇွန်25ရက်ကညှင်းဆုံခဲ့ပါတယ်။အစိုးရရှိနေတွေကယွန်းကို စေယုံချုပ်ရဲ့အမိန့်ထုတ်ပြန်မှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုကိုလိုက်နာဖို့ညှင်းဆိုခဲ့မှုအတွက်ဖမ်းဆီးထိန်သိမ်းမှုကြိုးပမ်းခဲ့ပြီးတဲ့နောက်တရက်အကြာမှာတရားရုံးကဖမ်းဝရမ်းထုတ်ဖို့ညှင်းဆိုခဲ့တာဖြစ်ပါတယ်။ရုံးကပြီးခဲ့တဲ့နှစ်တစမ3ရက်ကစေယုံချုပ်ရဲ့အမိန့်ကျင်ညာခဲ့တာကြောင့်လွှတ်တော်အမတ်တွေက၎င်းကိုဆွဆွဲပစ်တင်ပြီးတမရရာတို့ကနေဆိုင်းငံ့ခဲ့ကအခုလအစောပိုင်းမှာအခြေခံဥပဒေဆိုင်ရာခုံရုံးကရုံးကိုတမရရာတို့ကနေဖယ်ရှားခဲ့ပါတယ်။ရှုံးဟာပြမှုဆိုင်ရာဆွဲချက်တွေနဲ့ဇန်နဝါရီလကဖမ်းဆီးခံခဲ့ရပြီးတောင်ကိုရီးယားနိုင်ငံသမိုင်းမှာ ာတာဝန်ထမ်းဆောင်ချိန်မှာဖမ်းဆီးခံရတဲ့ပထမဆုံးသမ္မတအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတရားရေးဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေအရရွန်ဟာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ရွန်ဟာ အောင်မြင်မှုမရှိခဲ့တဲ့အစိုးရချုပ်ရဲ့အမိတ်တင်ညာမှုနဲ့ပတ်သက်ပြီးတော်လန်ပုံကံမှုဆွဲချက်တွေနဲ့တရားရင်ဆိုင်ရသူပါဒါပေမဲ့ယွန်းဟာစိုးရချုပ်ရဲ့အမိတ်တင်ညာမှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့အခုလအတွင်းလွှတ်တော်ကဖွဲ့စည်းခဲ့တဲ့အထူးဥပဒေအကျိုးဆောင်များအဖွဲ့ရဲ့စင်ခေါ်မှုတွေကိုလာရောက်ခြင်းမရှိဘဲညှင်းဆို့ခဲ့ပါတယ်စော25ရက်ညပိုင်းမှာစိုးပဟိုခရိုင်တရားရုံးဟာစင့်ခေါ်မှုတွေကိုညင်းဆိုတဲ့ယွန်းကိုဖမ်းမရန်ထုတ်ပေးဖို့တောင်းဆိုချက်ကိုစိုးပဟိုခရိုင်တရားရုံးကညင်းဆိုခဲ့တယ်လို့ အထူးဥပဒေအကျိုးဆောင်များအဖွဲ့ကပြောပါရယ်။ရုံးရဲ့တရားရည်အဖွဲ့ကတော့ဖန်ဝရန်ထုတ်ဖို့ကြိုးပမ်းမှုဟာမလိုအပ်ကြောင်းနဲ့ရုံးဟာဆင့်ခေါ်မှုအတိုင်းလာရောက်လိမ့်မှာဖြစ်ကြောင်းပြောပါရယ်။ ဖမ်းရန်ထုတ်ဖို့ညင်းဆိုတာဟာတရားမဝင်စုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်နေတဲ့ဥပဒေစိုးမိုးရေးအာဏာပိုင်တွေအတွက်သတိပေးချက်တစ်ခုဖြစ်ပါတယ်လို့ယွန်းရဲ့အရှင်တွေကထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင်ယွန်းဟာဇွန်28ရက်မှာအထူးဥပဒေအကျိုးဆောင်များအဖွဲ့ရဲ့ဆင့်ခေါ်မှုကိုတွားရောက်မှာဖြစ်ပြီးစုံစမ်းစစ်ဆေးမှုကိုယုံကြည်ချက်ရှိရှိနဲ့ရင်ဆိုင်ဖြည့်ရှင်းသွားမှာဖြစ်ကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ ပုံကံမှုဆွဲချက်တွေနဲ့ပြစ်မှုထင်ရှားစီရင်ခံရမယ်ဆိုတာကရွန်းဟာထောင်တန်းတသက်တကြုံထမမဟုတ်အမြင့်ဆုံးပြစ်ဒဏ်အဖြစ်တည်တဲ့အထိချမှတ်ခံရပွဲရှိပါတယ်။